Dear distinguished international delegates attending the ILO Director General and Governing Body meeting, the current situation in our country, Myanmar, evolves daily airstrikes with 500 pound and 1000 pound bombs. Employers and employees are being killed and destroyed. Both employers and employees are fleeing from war. The entire economy is affected. Those past days, within the last 70 years, have been the worst period. Over 10,000 workers and employers unjustly imprisoned by the military council are scattered throughout prisons nationwide. They are being subjected to torture and arbitrary extrajudicial killings by the military council. Political prisoners are also dying from illnesses brought from outside the prisons and from diseases within the prisons. Due to lack of medical treatment, a prime example is Dr. Zhou Miamao, the chief minister of Manali region. Dr. Zunyamo mm -hmm. mm -hmm. died because he was denied medical treatment in pit prison. As long as the military council coup continues, workers and employers inside and outside prison will continue to die. The number of war refugees will increase. Hunger will worsen, and war related diseases among those displaced will escalate. The upcoming rainy season will exacerbate the situation. Therefore, I implore you not to be swayed by the multi consoles delay tactics. The longer this goes, the more the people of Myanmar will suffer. The terrorist motive cannot be trusted at all. I humbly request that the ILO Director General and all the international delegates attending today's governing body meeting take strong and immediate action against May Alliance Multi Council without delay. during this very meeting. Thank you. March 12, 2025. နေပြည်တော် PDF စစ်ကြောင်းမှုတည်ဆုံးခဲ့တဲ့အပေါ်ကရမ်းပြည်သူတက်မတော်ကတာဝန်ယူတာဝန်ခံရေး PDF တောင်းဆိုပြည်သူ့ကာကွယ်ရေးတက်မတော် PDF နေပြည်တော်တိုင်းစစ်ဌာနကပြည်မနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်းခါဝင်းလိုင်ကိုကရမ်းပြည်သူတက်မတော်ကလာရောက်ခေါ်ဆောင်သွားပြီးနောက် တိတ်ဆုံးလျက်သားပြန်လဲတွေ့ရှိခဲ့ရမှုအပေါ်တာဝန်ယူတာဝန်ခံပေးရေးနေပြည်တော်ထကဒီကနေ့မတ်လ13ရက်မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။နေပြည်တော် PDF ပြည်မနာစစ်ကြောင်းမူရဲဘော်ကိုဆိုင်းကဝင်းလိုင်ကိုကယန်းပြည်တည်တက်မတော်ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးတိန့်ဟန်နဲ့တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ကယန်းပြည်တည်နယ်မြေအမှတ်6မြို့နယ်ဒုတက်မဟာမှုဖိုးခွားကပြီးခဲ့တဲ့မတ်လ3ရက်နေ့မွန်လွဲနာရီခန့်ကလာရောက်ခေါ်ဆောင်သွားခဲ့တာလို့ဆိုပါရယ်အခုလိုခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးကယန်းပြည်တည်တက်မတော်ဘက်က PDF နေပြည်တော်တိုင်းစစ်ဌာနကအခြေအနေကြောင်းရင်းသိရှိဖို့မတ်လ9ရက်နေ့မှာစာထုတ်အကြောင်းကြားခဲ့ပေမဲ့အကြောင်းမပြန်ခဲ့ဘူးလို့ဆိုပါရယ် ဒီကနေ့မတ်လ13ရက်မှာတော့ PDF ပြင်မနာစစ်ကြောင်းမူရဲဘော်ကိုဆိုင်အဝင်းလိုင်ရဲ့ရုပ်အလောင်းကိုလူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားတဲ့တံရများစွာနဲ့ရှာဖွေတွေ့ရှိခဲ့ရတယ်လို့နေပြည်တော်တက္ကသိုလ်ပါတယ်ခေါ်ဆောင်သွားပြီးနောက်ကြားရက်တွေထဲမှာကရမ်းပြည်တပ်တမတော်နဲ့မြေအထိတွားရောက်တွေ့ဆုံဆွေးနွေးဖို့စူးစမ်းခဲ့ပေမယ့် ကယန်းပြည်တက်မတော်ဗဟိုကော်မတီကတွဲဆောင်ဖြစ်ရှင်းပေးခြင်းမရှိဘဲနေပြီးတော့ PDF ရဲ့မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေစုံစမ်းထောက်လှမ်းပေးမှုအရာကယန်းပြည်တက်မတော်ရုံးဆိုင်ရာနယ်မြေတနေရာမှာရုပ်အလောင်းတွေ့ရှိခဲ့တာလို့ဆိုပါတယ်။အခုလိုရဲဘော်ကိုစိုင်းခါဝင်းလိုက်တက်ဖြတ်ခံရမှုအတွက်ကယန်းပြည်တက်မတော်ကတာဝန်အပြည့်အဝယူရမှာဖြစ်ပြီးကျူးလွန်သူတွေကိုပြင်းထန်စွာအရေးယူဆောင်ရွက်ပေးဖို့နေပြီးတော့ PDF ကတောင်းဆိုထားတာတွေ့ရပါတယ်။ ကယန်းပြည်တည်တက်မတော်အနေနဲ့နောက်၃ရက်အတွင်းဒီဖြစ်စဉ်ကိုတာဝန်အပြည့်အဝယူပြီးဖြေရှင်းပေးဖို့နဲ့အမိတ်ပေးစီခိုင်းသူကျူးလွန်သူအားလုံးကိုထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးဖို့ကိုနေပြည်တော်ဒုက္ခထုတ်ပြန်တောင်းဆိုထားပါတယ်။